မိဘအပေါ်ကောင်းတယ်မိဘအတွက်ဖြစ်တယ်ဆိုတာဘယ်လိုနည်းနဲ့မိဘအပေါ်မှာကောင်းမရလူလောကမှာမွေးဖွားလာပြီးတော့မိဘအတွက်ကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုကောင်းတာလဲဆိုတော့တို့ကိုကျွေးမွေးဆောင်ရှောက်လာတဲ့မိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးမယ်ဒါလည်းအကောင်းပဲမိဘရဲ့ကိစ္စဝိစ္စတွေကိုဆောင်ရွက်လုပ်ကင်ပေးမယ်ဒါလည်းအကောင်းပဲ မိမိတို့ရဲ့မိခင်မိဘဆွေမျိုးတွေရဲ့အမျိုးအနွယ်ကိုပျက်စီးမသွားအောင် ထိမ့်သိမ်းဆောက်ရှောက်တယ်။ဒါလည်းမိဘတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဆောင်ရွက်ပေးတာ။မိဘတွေစီကရလာတဲ့မိဘတွေစုဆောင်းထားတဲ့အမွေတွေကို စနစ်တကျလက်ခံပြီးတော့စီမံခန့်ခွဲတယ်။ဒါလည်းမိဘတွေစိတ်ချမ်းသာဖို့အတွက်ဒါမိဘအတွက် တနေ့ကျတော့လူဆိုတာဘလောက်ပဲပစ္စည်းဥစ္စာတွေစုထားထားနောက်ဆုံးကျတော့ထားခဲ့ရအဲ့ဒီထားခဲ့ရတဲ့ပစ္စည်းဥစ္စာတွေဟာမိဘတွေကျတော့သားသမီးတွေအတွက်ထားခဲ့ရတယ်လို့သားသမီးတွေကစနစ်တကျဒီအမွေတွေကိုဆက်ခံပြီးတော့သုံးမယ်ဆိုရင်မိဘတွေဟာစိတ်နှလုံးအေးချမ်းဒါကြောင့်မို့အမွေကိုဆက်ခံတိုင်းအောင်ကျင့်ကြံကြိုးကိုအားထုတ်တယ် မိဘတွေရဲ့စိတ်နှလုံးအေးချမ်းမှုအမွေကိုဆက်ခံတဲ့အခါမိဘတွေကစိတ်နှလုံးအေးချမ်းပြီးတော့ငါတို့ရှာထားတဲ့အမွေအနစ်တွေနဲ့ထိုက်တန်အောင်နေတယ်လို့ဆိုပြီးတော့စိတ်ထဲမှာအေးချမ်းတယ်အဲ့ဒါမိဘကိုတုံ့ဆက်တယ်မိဘပေါ်မှာကောင်းတယ်လို့ဒီလိုပြောတာဒါကအသက်ရှိနေတဲ့အချိန်မှာမိဘကိုလှုပ်ပေးနိုင်တဲ့အချက်တွေပဲ ဒါမိဘအတွက်ဖြစ်တယ်ဆိုတဲ့သာသမီဟာကိုကတုံ့ပြန်ပြီးတော့ကြွေးမွေးဆောင်ဆောင်ဖို့လိုတယ်မိဘရဲ့ကိစ္စဝိစ္စတွေဆောင်ရွက်ပေးဖို့လိုတယ်နော်ဒါဟာမိဘအတွက်ဖြစ်တယ်ကိုယ့်ရဲ့အမျိုးအနွယ်မိဘတွေရဲ့အစဉ်လာတစ်ခုထိမ့်သိမ်းဆောင်ဆောင်ပေးရမယ်မိဘတွေရဲ့အမွေအနှစ်သုံးဖြုံးမပစ်ဖဲနဲ့မိဘတွေရဲ့အမွေနှစ်နဲ့ထိုက်တန်အောင်နေတတ်ရမယ်ကျင့်ဆောင်ရမယ်ဟာဒါတွေက မိဘတွေအတွက်စိတ်နှလုံးအေးချမ်းမှုချမ်းသာဒုက္ခရဖို့အတွက်ဖြစ်လို့ဒီမွေးလာတဲ့သားသမီးဟာမိဘအတွက် ဖြစ်တယ်မိဘအတွက်ကောင်းတယ်ကောင်းလို့သူဟာလူတော်လူကောင်းလို့သတ်မှတ်လို့ရဒါလို့ဆိုတာဟောနောက်ဆုံးမိဘနှစ်ပါးမျက်ကွယ်ပြုတ်သွားပြီဆိုရင် နောက်ဆုံးကျေးဇူးဆက်တာတော့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေတာဟာနောက်ဆုံးကျေးဇူးဆက်ခြင်းပဲတဲ့